မင်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ထရဟာအာနာရှင်တို့လုံနေပြီးတော့အယ်လီမှာမငိမ်မသက်ဖြစ်အောင်ဖန်ပြီးခဲ့တာလို့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကစွဆွဲလိုက်ပါတယ်ထိုင်းနယ်စပ်ကကမ္ဘောဒီးယားတပ်တွေနောက်ဆုတ်တာမဟုတ်ဘဲနဲ့အလှည့်ပြောင်းလုတာတာဖြစ်တယ်လို့အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကပြောကြားလိုက်ပါတယ်ဂါဇာကမ်းမြောင်အကူအညီပေးရေးရွက်လေကိုအစ္စရေးတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းဟန့်တားခဲ့ပါတယ် Los Angeles မြို့မှာမငြိမ်မသက်ဖြစ်စေဖို့အခြေအနေတွေကိုသမ္မတ Donald Trump ကဖန်တီးခဲ့တာလို့ California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကဝေဖန်လိုက်ပါတယ်။ပြည်ထောင်စုအစိုးရကိုတရားစွဲသွားမယ်လို့လည်း Newsom က NBC ရုပ်သံကိုပြောကြားခဲ့ပြီးတရားဝင်ကန့်ကွက်လာလဲပေးပို့ထားပြီးဖြစ်ပါတယ်။အမျိုးသားအဆောင်တက်ကိုဆေလွတ်တာဟာဖန်တီးထုတ်လုပ်ထားတဲ့အကြက်သေးတရက်ကိုဖြစ်ပေါ်စေခဲ့ပြီးတော့တရားမဝင်တဲ့လုံရဲလို့အုပ်ချုပ်ရေးမှူးကဝေဖန်ပါတယ်။ အမေရိကန်ရွှေပြောင်းတဲ့အကောက်ခွန်ကြီးကျယ်ကြီးညွှန်ကြားမှုတွန်ဟောမန်ကပြည်내အုပ်ချုပ်ရေးမှုကိုပါဖမ်းလို့ရတယ်လို့ချိန်ချောက်ခဲ့ပြီးမှာတော့ New Zam ကတွတ်မြေကျုပ်ကိုဖမ်းလေလောက်လိုက်ဆမ်းပါလို့စိန်ခေါ်ခဲ့ပါတယ်။လူဝင်မှုကြီးကျယ်ရေးဆောင်ရွက်မှုတွေကိုဝင်ဆွတ်လို့ရှိရင်ပြည်내နဲ့ဒေသတာဝန်ရှိသူတွေကိုပါပြည်ထောင်စုအစ်စ်မှာတရားစွဲမယ်လို့ထရန့်ကချိန်ချောက်ထားပါတယ်။ဒါရီဟာသမ္မတတယောက်ရဲ့လုံရမဟုတ်ဘဲအာဏာရှင်တယောက်ရဲ့လုံရမျိုးလို့လေလူမှုကွယ် X မှာ New Zam ကရေးသားထားပါတယ်။ လော့စ်အန်ဂျလိစ်မြို့တော်ဝင်ကလည်း Trump ရဲ့လောက်ရဟာမီးထိုးပေးရရောက်နေတယ်လို့ပြစ်တင်ထားပါတယ်။ဇွန်လ10ရက်နေ့က LA မြို့လယ်ကောင်ကိုတရားမဝင်စုဝေးတဲ့နေရာဖြစ်ကြေညာထားပါတယ်။ရဲတွေကလူကြီးကိုမျက်ရည်ဘုံတွေနံပါတ်ဒုတ်တွေ flash bang တွေသုံးပြီးတော့လူစုခွဲတဲ့ဗီဒီယိုတွေပေါ်ထွက်လာပါတယ်။လူ28ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့လည်းသိရပါတယ်။စာနာပြသူတွေက Google ကုမ္ပဏီရဲ့ Waymo မောင်းသူမဲ့ကအနည်းဆုံး2စီးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ ထရန့်ကပြည်ထောင်စုအမှုတန်းတွေနဲ့ပြည်ထောင်စုပိုင်ပစ္စည်းတွေကိုကာကွယ်ဖို့အကြောင်းပြချက်နဲ့အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ဝင်300လောက်စေလွတ်ထားပါတယ်။ဒါဟာနှစ်ပေါင်းများစွာအတွင်းမှာပြည်내ဘက်ကကုညီမတောင်းခံဘဲနဲ့ပြည်내ရဲ့သဘောတူညီချက်မရဘဲနဲ့အမျိုးသားအစောင့်တပ်ကိုတမရကစေလွတ်တဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။မရိန်းတပ်ဖွဲ့ဝင်900စေလွတ်ဖို့လည်းအသိပြင်ထားတယ်လို့သိရပါတယ်။အထောက်ထားမဲ့ရွှေပြောင်းတွေကိုလူဝင်မှုကြီးကြပ်ရေးအေဂျင့်တွေကအင်အားသုံးဖမ်းဆီးရာကနေ ဆန္ဒပြမှုတွေပေါ်ပေါက်လာဖြစ်ပါတယ်။အစောပိုင်းမှာငြိမ်းချမ်းစွာဆန္ဒပြတာတွေကိုခွင့်ပြုပြီးတော့ထိမ့်ထိမ့်သိမ့်သိမ့်ကင်လွယ်ဖို့ပြည်내အစိုးရနဲ့ Los Angeles မြို့ရဲတပ်ဖွဲ့ LAPD ကစ조사ခဲ့ပါတယ်။ဒါပေမဲ့ Trump ကအမျိုးသားအဆောင်တပ်တွေဆင်လွတ်ပြီးတော့အင်အားသုံးနှိမ်နှင်းမှုကြေညာခဲ့တယ်လို့ဖန်ဆီးမှုတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ စည်ရဲတင်းမာနေတဲ့ထိုင်းကမ်ဘောဒီးယားနယ်စပ်ချောင်ဘုတ်မွန်ပိုင်းနယ်မြေမှာဇွန်လ၈ရက်နေ့ကနှစ်ဖက်တပ်ခေါင်းဆောင်တွေတွဲဆုံဆွေးနွေးပြီးတဲ့နောက်ကမ်ဘောဒီးယားတပ်တွေဘက်ကနောက်ပြန်ဆုတ်သွားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါရတယ်။ ညနေပိုင်းမှာတော့ကမ္ဘောဒီးယားတပ်ဘက်ကခြောင်ဘုတ်ကနေနောက်ပြန်ဆုတ်သွားပြီးတော့တူးထားတဲ့ကရုတ်ချင်းတွေပြန်ဖို့ထားတာတွေ့ရတယ်လို့သတင်းတွေမှာဖော်ပြပါတယ်။ဒါပေမဲ့ဇွန်လ9ရက်နေ့မှာပဲကမ္ဘောဒီးယားအထက်လွှတ်တော်လို့ဆိုနိုင်တဲ့ဘရင်အတိုင်ပင်ခံကောင်စီချုပ်ရဲ့ဥက္ကဋ္ဌဟွန်ဆန်ကကမ္ဘောဒီးယားတပ်တွေနောက်ဆုတ်တာမဟုတ်ဘူးတပ်အလဲပြောင်းလုပ်တာသာဖြစ်တယ်လို့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ငါတို့ဥကောင်းကဆခြေပြားအထိဘဲမှမရွေဘူးခန္ဓာကိုယ်ကိုဟိုဘက်ဒီဘက်လှည့်လိုက်တာသာရှိတယ်။နှစ်ဖက်စစ်မဖြစ်ချင်းတယ်လို့ ငါတို့ဘက်ကရေရှည်ငင်းချမ်းကြီးကိုလူလားတယ်ပြဿနာကိုနိုင်ငံတကာတရားဝန်ကနေဖြေရှင်းမယ်လို့ဟွန်ဆန်ကရေးသားထားပါတယ်ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာလက်ရှိဝန်ကြီးချုပ်ဟွန်မာနဲ့ရဲ့ဖခင်လည်းဖြစ်ပါတယ်နှစ်ဖက်တက်ထိတ်တိုက်တွေ့တာကိုရှောင်ရှားဖို့ကမ္ဘောဒီးယားတပ်ဘက်က2024ခုနှစ်ကတည်ရှိတဲ့နေရာစီပြန်ဆုတ်ပြီးတော့လာမယ့်ဇွန်လ14ရက်နေ့မှာတွေ့ဆုံဆွေးနွေးဖို့သဘောတူကြခဲ့တယ်လို့ထိုင်းကြီးတဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်အစောပိုင်းမှာကမ္ဘောဒီးယားစစ်သည်အင်အား1000ဟာထိုင်းနယ်စပ်အနီးမှာ အသင့်နေရာယူထားခဲ့ပါတယ်။ထိုင်းဆိုရကလည်းလုံခြုံရေးအရှိန်မြင့်မှုအခြေအနေပေါ်မူတည်ပြီးတော့နေဆက်ဂိတ်တွေပိတ်ပစ်ဖို့စစ်တိုင်းအမှတ်နှစ်ကိုလုပိုင်ခွင့်အနှင်းခဲ့ပါတယ်။အဲ့ဒီနောက်ဘန်ကောက်လိုက်နေဆက်ကိုထိုင်းဘက်ကစပိတ်ပြီးတော့မရှိမနှောင်းပါပဲ။ကမ္ဘောဒီးယားဘက်ကလည်းထိုင်းဘက်ကလူတွေကိုအဝင်မခံတော့ပါဘူး။ဒါကြောင့်နှစ်ဖက်ခီးသွွားတွေအဆိုပါဂိတ်မှာပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။လက်ရှိအငင်းပွားနေတဲ့ချောင်ဘုတ်ဒေသမှာမေလ28ရက်မနက်ကပြက်ကတ်မှုဖြစ်ပွားပြီးတော့ကမ္ဘောဒီးယားတပ်သားတယောက်ကြာဆုံးခဲ့ပါတယ်ခင်ဗျာ။ ဂါဇာကမ်းမြောင်ရေလမ်းကြောင်းအဝင်ပိတ်ဆို့ထားမှုကိုချိုးဖျက်ဖို့ရည်ရွယ်တဲ့အကူအညီပေးရေးရွက်လေတစ်စင်းကို အစ္စရေးတပ်ဖွဲ့တွေကဝင်ရောက်စီးနှင်ဟန်တားခဲ့ပါတယ်ဆယ်လီရဲ့ဆယ်ဖီရွက်လီဟာအစ္စရေးကန်ဝရန်စီကိုဘေကင်းရန်ကင်ဥတီခုံမောင်းသွားပြီလို့အစ္စရေးနိုင်ငံသားရဲ့ဝန်ကြီးဌာနက X လူမှုကွန်ရက်မှာရေးသားလှောင်ပြောင်ခဲ့ပါတယ်။နမ်မီကျော် celebrity တွေပါဝင်တဲ့ဒီရွက်လေဟာ selfie ဓာတ်ပုံရိုက်ပြီးတော့ဟဲပြဖို့တတ်တတ်ရွက်လွင်လာခဲ့တာလို့ Israel ဘက်ကခနဲ့တာဖြစ်ပါတယ်။ခီးတဲ့တွေဟာသူတို့မိခင်နိုင်ငံတွေကိုပြန်ဖို့ပြောလင်းထားပြီးတော့ show ဝဲကြီးပြီးသွားပါပြီလို့ Israel စစ်တပ်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။တဘောပဝင်းရှင်ထိန်သေးလှုံ့ဆော်သူ Greta Thunberg အပါဝင်အဖွဲ့ဝင်12ဦးပါတဲ့လှေကို Israel စစ်တပ်ကထိန်းချုပ်လိုက်ပြီးမှ Israel စိတ်ကမ်းတစ်ခုစီကို ဥတည်သွားပြီလို့သိရပါတယ်။ညအချိန်အစ္စရေးတပ်ဖွဲ့တွေကလှေကိုဝင်စီးပြီးမှလှေပေါ်ပါလာသူတွေကိုဆင်းဝစ်တွေနဲ့ရေတံမှုတွေဝေပေးနေပုံဗီဒီယိုကိုဇွန်လ9ရက်နေ့မှာအစ္စရေးနိုင်ငံသားကြီးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပြည်တိုင်အလံလွှင့်ထားတဲ့ရွက်လီမက်ဒလင်းကိုပါလက်စတိုင်းရေးလိုလားတဲ့ Freedom Flotilla ညွန်ပေါင်း FFC ကစီစဉ်တာဖြစ်ပါတယ်။လှေငယ်နဲ့တည်ယူလာတဲ့အကူအညီပမာဏဟာမပြောပါတော့ပေမဲ့သင်္ကေတသဘောဆောင်ပါတယ်။ ဂါဇာကိုအကူအညီတွေဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတာနဲ့လူသားချင်းစာနာမှုအကျက်တဲဖြစ်နေတာကိုကဘာကသတိပြုမိစေဖို့ရည်ရွယ်တာဖြစ်ပါတယ်ခင်ဗျာ။ဂါဇာတောင်ပိုင်းမှာရှိတဲ့စေယုံတီုံအောက်ကမြေအောက်ဥမင်ထဲမှာဟာမတ်ခေါင်းဆောင်မိုဟာမက်ဆင်ဝါရဲ့အလောင်းကိုရရှိခဲ့တာဖြစ်တယ်လို့အစ္စရေးစစ်တပ်ကဇွန်လ၈ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလာအတွင်းစစ်စင်ရေးလောက်ရမှာတွေ့ရှိခဲ့တာဖြစ်ပြီးတော့ဥမင်တည်ရှိရာနေရာကိုလည်းနိုင်ငံသားသတင်းတော်တချို့ကိုခေါ်ယူပြသခဲ့ပါတယ်။မိုဟာမက်ဆင်ဝါဟာအရင်ခေါင်းဆောင်ဟောင်းယာယာဆင်ဝါရဲ့ညီဖြစ်ပြီးတော့ယာယာဆင်ဝါအသက်ခံရပြီးတဲ့နောက်ပိုင်းမှာဂါဇာအခြေစိုက်ဟာမတ်တပ်ဖွဲ့တွေရဲ့ခေါင်းဆောင်တဲ့ဖြစ်လာသူဖြစ်ပါတယ်။နောက်ထပ်ဟာမတ်ဥဆောင်သူတူဖြစ်တဲ့မိုဟာမက်ရှာဘာနာကိုလည်းတခြားတပ်ဖွဲ့ဝင်တွေနဲ့အတူတေဆုံးနေတာတွေ့ရှိခဲ့ရတယ်လို့အစ္စရေးစစ်တပ် IDF ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးချုပ် FE Defrin ကပြောပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ Mohammed Sinwar တေဆုံးကြောင်းကိုပြီးခဲ့တဲ့လကတည်းကကြေညာခဲ့တာဖြစ်ပေမဲ့အခုချိန်မှာတော့ DNA အရတန်တရားရှိစရာမလိုတဲ့အကြောင်းတက်သေးပြခဲ့ပြီလို့ Defrin ကပြောပါတယ်။ဒါဟာအရက်ဖက်အခြေခံအဆောက်အုံတွေစိတ်အုံတွေကို Hamas အဖွဲ့ကထက်တလဲလဲအတုံးချခဲ့မှုရဲ့နောက်ထပ်ဥပမာတစ်ခုပဲလို့လဲ

အတိုက်ခံလက်ရရင်ဒီမိုကရက်တစ် စင်တာပါတီရဲ့သမရလောင်းဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ပန်းချန်တစ်ခုထဲမှာမဲဆွယ်နေချိန်ပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးတော့ပြစ်ခတ်သူဟာ15နှစ်မပြည့်သေးတဲ့ယောက်ျားလေးတဦးဖြစ်ပြီးတော့ကိုမမ Glock ပုံစံပစ္စတိုကိုတိုင်ဆောင်ထားတာဖြစ်တယ်လို့ရှင်းနေချုပ်ယုံကထုတ်ပြန်ပါတယ်။အစိုးရကတော့ပူပေါင်းကြံစီသူစေခိုင်းသူရှိမရှိစုံစမ်းနေစေဖြစ်တယ်လို့ထုတ်ပြန်ထားပြီးတော့သတင်းပေးသူကိုဒေါ်လာ8300ထိ စုကြည့်ပေးမယ်လို့ကန့်လန့်ထားပါတယ်2026တမရရွေးကောက်ပွဲအတွက်မဲဆွယ်မှုတွေစတင်ကာစကာလာလည်းဖြစ်ပါတယ်ဥရီဘဲဟာထင်ရှားတဲ့နိုင်ငံရေးမိသားစုကလာသူဖြစ်ပေမဲ့အနိုင်ရဖို့နောက်ခံပါတီအားကောင်းသူတော့မဟုတ်ပါဘူးဒါကြောင့်ဒီလောက်ကြောင့်မှုဘလို့ဖြစ်ရတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဥရီဘဲအဖို့ဟာ1988ကနေ1982ထိနိုင်ငံတော်တမရတာဝန်ယူခဲ့သူဖြစ်ပါတယ်ဒါပေမဲ့2002ကနေ2010ထိ မရတာဝန်ယူခဲ့တဲ့အယ်ဘာရိုဦးရီဘေးနဲ့တော့ပတ်သက်မှုမရှိပါဘူးပြီးရင်ဖြစ်သူဟာပပလိုအက်စကိုဘာဥဆောင်တဲ့ငူးရကိုင်းအောက်ကလက်နက်ကိုင်းအဖွဲတစ်ခုရဲ့ပြန်ပေးဆွဲခံခဲ့ရဘူးသူဖြစ်ပါတယ်1991ဝင်ရောက်ကယ်ဆယ်တဲ့စစ်စင်ရေးမှာမိခင်ဖြစ်သူတည်ဆုံးခဲ့ပါတယ်ခင်ဗျာအာဝေမနီပူလာလာဒီမိုကရေစီပါရာဖရာရ်ဆယ်လ်ပိုဒါရ် mientras que el país se hunde en una crisis fiscal ပြင်းထန် open tennis ပြိုင်ပွဲအမျိုးသားဖိုင်နယ်ပွဲစဉ်မှာစပိန်နိုင်ငံသား Carlos Alcaraz ဟာ ီတလီကစားသမားဂျန်နစ်စင်နာကိုအနိုင်ယူပြီးတော့ချန်ပီယံစုကိုကာကွယ်နိုင်ခဲ့ပါတယ်။သူတို့နှူရဲ့ final ပွဲစဉ်ဟာအချိန်9:26မိနစ်ထိကြာမြင့်ခဲ့ပါတယ်။ဒါဟာပြင်သစ် Open တမိုင်းတစ်လျှောက်မှာအချိန်အကြာဆုံး final ပွဲစဉ်လည်းဖြစ်ပါတယ်။လက်ရှိချန်ပီယံ Agares ဟာနှစ်ပွဲဆက်ရှုံးနေရကနေ၃ပွဲဆက် ပြန်အနိုင်ယူပြီးတော့ချန်ပီယံစုကိုဆက်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးအဓိကပြိုင်ပွဲကြီးတွေကိုတင်းတင်းလောကရဲ့ကြီးသုံးကြီးဖြစ်တဲ့ နိုဗက်ဂျိုကိုဗစ်ရာဖေးနာဒယ်နဲ့ရောဂျာဖက်ဒရာတို့ကသာစစ်ဆူးနဲ့နှစ်ခုကျော်ကြာစောင့်မိုးထားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ Greenslink နောက်ဆုံးပြိုင်ပွဲ6ခုမှာကမ္ဘာအဆင့်1စန်နာနဲ့အဆင့်2အယ်ကာရော့တို့ကချန်ပီယံဆုကိုတလှည့်စီရထားခဲ့တာကြောင့်မျိုးဆက်အလှည့်ပြောင်းဖြစ်လာခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။၂023ပေကျင်းအိုလံပစ်ပြိုင်ပွဲနောက်ပိုင်းစင်နာကပွဲစဉ်ပေါင်း120ပွဲမှာ10ပွဲသာရှုံးနေခဲ့တဲ့အပြင် Grand Slam Final အဆင့်ကို၃ချိန်ဆက်တက်ရောက်နိုင်ခဲ့တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ Agares ကတော့တနိုင်ငံသေးသားနာဒယ်ချီယာအတိုင်းအသက်22နှစ်မှာတယ်ပြစ်စမမြောက် Grand Slam Champion ဆုကိုအရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် Agares ဟာစုပလာရေတော်ပေါင်း20နဲ့စင်နာထက်တစ်ခုအသာရနေပြီမယ်လေ။ကမ္ဘာအဆင့်ရည်တည်ချက်မှာတော့ရမှတ်ပေါင်း2030လောက်ကွာဟနေတာဖြစ်ပါတယ်ခင်ဗျာ။ တနစီပြည်နယ်မှာထွက်ပြေးလွတ်မြောက်နေတဲ့မြင်းသားတစ်ကောင်ကိုဖမ်းမိပြီးမှာတော့ရဟဲ့နဲ့ချိတ်ဆွဲတည်ယူပြီးတော့ပိုင်ရှင်စီပြန်ပို့ခဲ့တယ်လို့တာဝန်ရှိသူတွေကထုတ်ပြန်ပါတယ်လွတ်နေတဲ့မြင်းသားကိုဇွန်လ10ရက်နေ့ကအမှတ်24ပြည်နယ်ချင်းဆက်လမ်းမကြီးနားကစကြက်မြင်မှာပြန်လဲဖမ်းမိတာဖြစ်ပါတယ်ရဟဲ့နဲ့တည်ယူပြီးတော့နောက်တွဲရင်ထဲကိုထည့်သွင်းနေတဲ့ဗီဒီယိုကို ရူဒါဖို့ကောင်တီရဲ့ရဲမှုရုံးကထုတ်ပြန်ထားပါတယ်။ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်အရဒီမြင်းများကိုပိုင်ရှင်တွေကမေလ30ရက်နေ့မှာဝယ်ယူခဲ့တာဖြစ်ပြီးတော့နောက်တည့်မှာပဲပျောက်ဆုံးသွားခဲ့တာလို့ဆိုပါတယ်ခင်ဗျာ။ကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။ကျွန်တော်စိုင်းခင်တွေပါ။